ားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရှင်ညာနေပြန်လဲကျေဆွလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအင်းဒီနေ့ညတမညာဖလားခါတော်နေဆိုတော့ကတမညာဖလားခါတော်နေအမတ်တရားဖြစ်နေနေကျွန်တော်ဗီဒီယိုတစ်ခုလုပ်လိုက်ပါတယ်ဒါနဲ့တမညာဖလားတုံးချောင်းကိုမူတည်မှာပဲကျွန်တော်မြင်နေအမြင်အထူးဖြင့်တမညာဖလားတုံးခဲအဓိက ဖြစ်ပေါ်လာတဲ့အစာတသက်မင်းနဲ့ပတ်သက်ပြီးအစာတသက်မင်းရဲ့ဇာတ်ကား ဘလို့ရှိနေဆိုတာနဲ့ပတ်သက်ပြီးပိတိကမှာဖြတ်ခနဲ့မြင်ရတဲ့သူစီဟိတ်တီကိုပြောသွားမှာပါခင်ဗျားတို့စိတ်ဝင်ပူပါနဲ့ကျွန်တော်ခင်ဗျားတို့တရားဟောမှာဟောပါအောင်ပြီးတော့အစတက်ဟာဘလို့လဲပြီးရင်ဓမ္မညဖလာတုံးမှာပါတဲ့အချို့အကြောင်းအရာတွေကကျွန်တော်တို့တွေမှတ်သားစရာသတိထားစရာတွေစဉ်းစားစရာတွေလေ့လာစရာတွေပြီးနေပါလားဆိုတာကိုလည်းကျွန်တော်ထည့်ပြောသွားမှာပါဆိုတော့ပရမနေနေတော့ကျွန်တော်ဓမ္မညဖလာတုံးကြီးကိုအချင်းအနေနဲ့ကျွန်တော်ပြောသွားပါဦးမယ် တမန်ဖလာတော့ရဲ့အကျင့်ကဘာလဲဆိုရင်အစာရသမီးကယဟန်အကျိုးတရားတွေကဘာလဲလို့သိချင်နေပေါ့နော်ယဟန်အကျိုးတရားမဟုတ်ပါဘူးဒီမြင့်မောက်မှာခံစားရတဲ့အကျိုးတရားတွေဒါလို့ရင်ဒါဖြစ်မယ်အကံဖြစ်ရမယ်ဆိုတဲ့အကျိုးတရားတွေကဘာလဲလို့သိချင်နေသူသိချင်တာ ਨੇ အဲ့ဒီခေတ်မှာနာမည်ကြီးနေတဲ့ဘာသာရေးဆရာလေးစီကိုချင်းတက်တယ်ပေါ့နော်မြတ်စွာဘုရားအပါဝင်ဘာသာရေးဆရာကြီးကနာမည်ကြီးဘာသာရေးဆရာကြီးကမြတ်စွာဘုရားထည့်မယ်ဆိုလို့ရှိရင်9ယောက်တောင်ရှိတယ်ပေါ့နော် အရင်ဆုံးပူရနာကတဖာလို့အခုတော့ကိစ္ဆာယနာစားတဲ့ဘာသာရေးတိတ်ထိဆိုင်ရာ6ယောက်လို့ပြောတာပေါ့နော်ဘောရဘာသာတွေကတော့သူတို့ကိုတိတ်ထိဆိုင်ရာ6ယောက်လို့ပြောတယ်ဒါပေမဲ့တမိုင်းမြင်နေကြည့်မယ်ဆိုရင်တော့ကသူတို့လည်းဘာသာရေးခေါင်းဆောင်တွေဖြစ်နေပေါ့နော်သူတို့စီကိုသူတို့6ယောက်စီကိုဥစွာချင်ခဲ့တဲ့စာရသမင်းကဒါမဲ့သူလိုရှင်တဲ့အဖြစ်မရအောင်နောက်ဆုံးတော့မြစ်စွာဖျားစီကိုရောက်လာတယ်မြစ်စွာဖျားဟာမြင်မောက်မှာခံလာတဲ့အကျိုးတရားတွေဟာဘာတွေဘာတွေဘာတွေပါဆိုပြီးမှတစ်ချက်ချင်းဟောသွားတာပေါ့နော် နောက်ဆုံးယဟန်ရဲ့အကျူတရားဟာတီလာစာပြီးဟောလိုက်တာမင်းဖို့နိဗ္ဗာန်သူပြင်းမလေးပါဖိုလေးပါရတဲ့အထိမလေးပါဖိုလေးပါရတာဟာယဟန်ဖြစ်ရခြင်းအကျိုးမှာအမြင့်ဆုံးဖြစ်တယ်ဆိုတာမျိုးဟောသွားတယ်ပေါ့နော်အချိန်မှာစတဲ့သမင်းလည်းတော်တော်ကြီးကျင်နေသွားတယ်စနန်ချုပ်ကဒါပဲပေါ့နော်တမညာဖလာတော့ချုပ်ကဒါပဲဆိုတော့ ကျွန်တော်တို့ပြောစရာရှိတာကအစတသမင်းအကြောင်းကိုသိချင်လို့ကျွန်တော်ပိဋကတ်မှာလိုက်ရှာတာအများစားသာမရှိဘူးဗောနော်ပိဋကတ်မှာမှတ်တမ်းတင်တာအစတသမင်းနဲ့ထိတဲ့တွေ့တာဆိုလို့အစတသမင်းဟာသူမင်းသားဘဝခက်ငင်ဟာခက်ငင်ငယ်ဘဝတော့ကဒီဘဝထက်တာဆိုတဲ့ကျန်ဒီဝရန်နဲ့တွေ့တယ်သူနောက်ပိုင်းရောက်လာတော့မြတ်စွာဘုရားနဲ့တွေ့တယ်မြတ်စွာဘုရားနဲ့တွေ့ရလဲဒီတစ်ချိန်ပဲတွေ့ရဗောနော်ထိတဲ့တွေ့တာကျန်တဲ့နေရာမှာတော့၄နေရာလောက်ပဲတွေ့တယ်ဗောနော်ဒါပေမဲ့အဲ့ဒါလည်းပါမြတ်စွာဘုရားနဲ့ 哦တိုက်ရိုက်ကြီးတွေ့လို့မြစ်စွာဖျားလည်းစာတက်ကိုဟောတဲ့တရားတွေဆိုတာမရှိခဲ့ဘူးဒီတနည်းအားဖြင့်ပဲရှိခဲ့ပေါ့နော်မြစ်စွာဖျားစာတက်ကိုဟောတဲ့တရားဆိုလို့တမင်းဖလာတုံးတစ်ခုပဲတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ရတဲ့လောက်သူ့ရဲ့ဇိုက်ကို ကြည့်ကြရပါဗျာစာတက်မင်းဇိုက်ကိုစာတက်မင်းဟာသူဟာရင်မှန်းချက်ကြီးသူပြဿနာတွေကို အခုလောက်အခုဖြစ်အခုရအခုလိုရှင်နေဆိုတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်သူ့ဇိုက်ကထက်တန်သလောက်မှားလို့ရှိရင်လည်းကြည်ကြဲမှားမှာပဲပေါ့နော်သူ့ပုံစံအဲ့လိုဖြစ်တယ်လို့ကျွန်တော် တွေ့ရတယ်ဒါကဘာလဲဆိုရင် တန်နေတိကဖလားမြင်မမခံစားရတဲ့အကျိုးတရားတွေကဘာရင်လဲဆိုတာနေအဲ့ဒီမိခွန်းနေပတ်သက်ပြီးရင်သိရှင်နေတာကိုသူတတိဆရာကြီးတွေ၆ယောက်ဘာလဲဆရာကြီး၆ယောက်တော့နေမှာသူမကျင်နေဘူးပေါ့နော်သူတို့ပြောတာတွေကသူလိုချင်တဲ့အဖြစ်မျိုးဖြစ်နေတာကျန်တဲ့အဖြစ်တွေဖြစ်နေတာအဲ့ဒါသူလုံးလုံးမကျင်နေဘူးနောက်ဆုံးတော့မြစ်စွာဘုရားစီရောက်လာတယ်။မြစ်စွာဘုရားစီရောက်တော့မြစ်စွာဘုရားစီရောက်တဲ့နေရာမှာစိတ်ဝင်စားစရာကောင်းတဲ့အခြေလေးကိုကျွန်တော်ပြောပြမယ်။ဒါကဘာလဲဆိုရင်မြစ်စွာဘုရားစီရောက်ရောက်ချင်းအစတသမင်းက င်းစွာဖျားကိုမေးခွန်းမေးတာမဟုတ်ဘူးပါလို့လိုက်တာလဲဆိုလို့ရှိရင်မင်းစွာဖျားဘေးနားမှာထိုင်နေသတင်းသုံးနေကြတဲ့ရဟန်းကြီးကြီးမှသူ့ဆက်ကလွတ်ခနဲ့ထွက်သွားတယ်ဘုံတော့စကားတွေအဲ့စကားတွေကဘာလဲဆိုရင်ဟောတဲ့သူသားလေးဟာဥပယဆိုရဲသူသားလေးသာဒီလိုရဟန်းကြီးလိုမျိုးဟေးချင်းချင်းနဲ့ဘွားကိုဖျက်တမ်းမယ်ဆိုလို့ရှိရင်ဒီလိုငြိမ်တဲ့ချင်းမျိုးနဲ့သာဘွားကိုဖျက်တမ်းမယ်ဆိုလို့ရှိရင် တော်တော်လေးကောင်းပါပဲဆိုရင်မှသူ့ပါဇက်ကနေထွက်ပြောတယ်ပေါ့နော်ဆိုရှင်နာသူ့ရင်ထဲမှာဘလောက်တိများသူ့သားနဲ့ပတ်သက်ပြီးရင်တွေးပူနေရလဲဆိုတာကိုခံစားလို့ရတယ်ကြည့်လို့ရတယ်ပေါ့နော် သူအဓိကသိချင်တာကရဟန်းဖြစ်ရခြင်းအကျိုးတရားတွေကမြတ်မောဘွားမှာဘာလဲဆိုတာကိုသူတကယ်သိချင်တာဒါနဲ့ပတ်သက်ပြီးမှပဲမြတ်စွာဘုရားကိုမေးချင်တာဒါပေမဲ့မြတ်စွာဘုရားကြီးရောက်ရောက်ချင်းမှာအဲ့ဒီမေးခေါ်မမေးဘူး ူပြဿနာကထွက်သွားတာသူသားအကြောင်းထွက်သွားတယ်ဆိုတော့သူသားပေါ်မှာမျောလင့်တာလည်းဖြစ်နေတယ်လို့သူသားဟာသူ့လိုဖြစ်လာမှာ ਉਹ လည်းအင်မတန်စိုးရင်နေဆိုတဲ့သဘောတွေ့ရတယ်ပေါ့နော်သူ့လိုဖြစ်လာမယ်ဆိုတာသူ့ဖေဗိမိတာရာကိုတက်တယ်လို့မျိုးသူ့ကိုတက်မှာတက်လာမှာ ਉਹ လည်းစိုးရင်နေဆိုတဲ့သဘောပေါ့နော်ဝန်းနေစရာလည်းဖြစ်တယ်လို့ဟိုစိုးရင်စရာလည်းကောင်းတယ်ပေါ့နော်ဒီစကလုံးလေးကဆိုတော့သူ့ရင်ထဲမှာအစာတက်ကရင်ထဲမှာဘလောက်ဘလောက်ဘလောက်တောင်မြန်ခံစားနေရလဲဆိုတာနှစ်ဆွာပြန်နေတွတ်တွတ်ချင်းမှာ သူရဲ့စကားပြောပုံကြည်မှခံမနိုင်နေပုံတော့သူသားအကြောင်းအဲ့ဒါပြောပြီးရင်မြတ်စွာဘုရားမေလျှောက်တယ်။ရံဖြည့်ရခြင်းအကျိုးတရားတွေဟာပါတယ်လေဆိုပြီးမှဆိုတော့မြတ်စွာဘုရားပထမဆုံးဖြည့်ရမိခွန်းပေါ့နော်။တင့်မာတဲ့ကြွံကောင်းတစ်ယောက်ရှိတယ်ထားတဲ့။အဲ့ဒီကြွံဟာတန်ရင်ကားတွေရပြီးမှရံပြူသွားပြီဆိုပါတော့အဲ့ရံပြူသွားတဲ့ကြွံကိုအဲ့ရံကြွံနဲ့ရံဖြစ်သွားတဲ့ရံကိုတင်ရံဘွားနဲ့ထွက်ခဲ့အရင်တော့အလုပ်တွေပဲကြွံလုပ်တွေပဲပြန်လုပ်ခဲ့ပါလို့ ပြောလို့ရတာတဲ့မင်းကနိုင်မှုတဲ့ generic ကလွတ်မြောက်သွားရေးရန်ဖြစ်သွားလို့ရှိရင်ဒါကြည့်ချင်းအဖြစ်ဒါဟာရန်ဖြူချင်းရဲ့ပြင်မအကျိုးဖြစ်ပါတယ်ဆိုပြီးမှမျက်စွာပြားဟောတယ်ပေါ့နော်ဆိုရှင်ကကျွမ်းကအရင်အလုပ်တွေလုံးဆရာမလို့တော့ဘူးသူနဲ့သူအေးစစ်စစ်ရန်တရားဖွင့်အားထုတ်လို့ရသွားပြီကျွမ်းဘွားကလည်းလွတ်မြောက်သွားပြီဘာကြောင့်လွတ်မြောက်တာလဲဆိုရင်ရန်ဖြစ်သွားလို့ရန်ဖြစ်သွားတာနဲ့တပြိုင်နက်ကကျွမ်းလို့တွေလုံးဆရာမလို့တော့ဘူးဒါဟာရန်ပြူချင်းရဲ့ တဏှိတိကဖလားလို့ခေါ်နေတယ်အမြင့်မအကျိုးဖြစ်ပါလေဆိုရင်မြစွာဘုရားဟောတယ်ပေါ့နော်ဒီကနေစာရီဟောလိုက်တာနောက်ဆုံးအစစ်မြင့်ဆုံးတရားဖြစ်တဲ့မေဖို့ရတာမေဖို့ရမယ်ဆိုလို့ရှိရင်အဲ့ဒါတမညာဖလားရဟန်းအကျိုးတရားရဲ့မှာအမြင့်ဆုံးအမြတ်ဆုံးဒါထင်မြတ်တာဒါထင်မြင့်တာဘာမှမရှိတော့ဘူးဆိုမှမြစွာဘုရားဟောတယ်ပေါ့နော်ဒါရဟန်းပြုခြင်းရဲ့အထက်ကပန်းနေအစစ်မြင့်ဆုံးပန်းနေလေးဖြစ်တယ်ပေါ့နော်ဒီလိုဟောလိုက်တဲ့အချိန်မှာတော့ စတဲ့တမင်းကတော်တော်ကြီးသဘောကျသွားတယ်ပေါ့နော်ဒါပေမဲ့သူရဟန်းဝတ်လာဆိုမောပါအောင်စပြင်းမှာပဲတိုင်းပြီးအုပ်ချုပ်တယ်ပေါ့နော်မြတ်စွာဘုရားရဲ့တရားတော်ဟာအစတတရှင်ထဲမှာပူလောင်နေတဲ့သူရဲ့မိတော်တွေကိုလည်းဖြင်းချင်းပေးလိုက်နေလိုက်တယ်ပြီးရင်သူသားနဲ့ပတ်သက်ပြီးပူပန်တော့ကရောက်နေတဲ့သူရဲ့အတွေ့တွေလည်းအေးဆေးသွားတယ်ဒါပေမဲ့သူအတွေ့တွေသူရဲ့ပူပန်မှုတွေဟာမြတ်စွာဘုရားတရားတော်နဲ့နှိမ့်သက်လို့ရပါပေမဲ့ သူစိုးရင်ခဲ့တယ်လို့ပဲသူ့ဘဝဟာဖြစ်လာခဲ့ပါတယ်။ဒါပါလဲဆိုရင်သူတဟာသူ့ကိုပြန်တက်တယ်ပေါ့နော်။သူတက်ပြီးမှပဲမင်းလောက်သွားတယ်။ဆိုတော့တမညာဖလာတုတ်တယ်နဲ့မြတ်စွာဘုရားဟာအစာတသက်ကပူဝံမှုတွေကိုနှိမ့်တက်ခဲ့ပြင်မဲ့အစာတသက်တွေးထားတဲ့အတိုင်းပဲသူ့ဘဝရဲ့အနာဂတ်ကတော့ခါဖြစ်လာခဲ့တယ်ပေါ့နော်။သူ့ဘဝအနာဂတ်ကိုသူမတားဆီးနိုင်ခဲ့ဘူး။ဒီကချစ်တာကြောင့်လဲပါတယ်ပေါ့နော်တချို့ချစ်တယ်ဟာကိုဘဝနာခက်တီတော်မှာပြတ်ထွက်သွားတယ်ပေါ့နော် စိတ်ဝင်စားစရာကောင်းပါတယ်ဆက်လက်တက်ကြောင်းနဲ့ပတ်သက်ရင်တော့ဒါပေမဲ့လည်းပိတကက်မှာတော့ခါဆက်လက်တက်ကြောင်းနဲ့ပတ်သက်ပြီးရင်အများကြီးမတွေ့ရဘူးပေါ့နော်၄နေရာလောက်ပဲတွေ့ရတယ်အဲ့၄နေရာလည်းပါအများဆိုင်ပါတာမဟုတ်ဘူးပေါ့လေဆိုတော့ဆက်လက်တက်ကလုံးရင်တကယ်လုံးတင်တကယ်သိချင်တဲ့ချက်ချင်းလက်ငင်မဲ့ကျူလီယာကိုခံစားချင်တဲ့သူဖြစ်တယ်အဲ့ဒီတွင်သူကလည်းအဲ့ဒီရလက်အနေနဲ့သူကကောတလာကိုကောတလာတိုင်ပြည်ကိုစိုးမိုးနိုင်ခဲ့တယ် ကိုဒလာမင်းကိုစစ်အနိုင်တိုက်ခိုက်နေနေပေါ့နော်ဆိုတော့မြေဆွာဗျာခင်မှာအစာတသက်ရဲ့ empire ကတော့အကြီးဆုံးအနေထား great အနေထားကိုရောက်ခဲ့ပေါ့နော်ဒါသူ့ရဲ့စီရိုက်သူဖြစ်ရှင်တဲ့အိမ်မဲ့ဖြစ်ကနေရှိရင်နောက်ဘာပဲဖြစ်ဖြစ်မြင်းမောက်မှခံစားရတဲ့အကျိုးတရားပဲလူချင်းတဲ့ပုံကိုတရားနဲ့နေတော့အစာတသက်မင်းဟာထာဂရာဆရာတော်ရဲ့အလိုကြဆိုလို့ရှိရင်တသနာတော်မှာနဲ့အနာတပင်ပြီးလို့ရှိရင်တော့ကား တရားတရားအကောင်းဆုံးပုဂ္ဂိုလ်ဟာဆွေမတော်မှာထာဝရဆရာတော်ကြီးချီးကျူးတဲ့သူကိုခင်ခင်ရလဲဖြစ်တယ်ပေါ့နော်။ဒါမင်းလည်းဘာဖြစ်ဖြစ်ရောပါသူစီရဲ့သူအကျဉ်းချောင်းပဲ။အိန္ဒိယမြေဆော်ဖျားခက်အိန္ဒိယမှာ တကယ် great တဲ့ဖြစ်တဲ့ empire တခုကိုထူထောင်နိုင်ခဲ့ရေဆိုတာကိုလည်းကျွန်တော်ထည့်ပြီးပြောပြရစီဗျာ။ဟုတ်ကဲ့။ဟောနောက်တစ်ခုရှိသေးတယ်။ဒါပါလဲဆိုရင်အဲ့ဒီတရားတော်နာပြီးကြရစအစရတမင်းဟာသူ့ဘဝထဲမှာကောင်းမွန်သောအိစေချင်းနေလဲ။ အစ်စင်နေခဲ့ပြီလို့ဆိုကြတယ်ပေါ့နော်ဆိုရင်နာကသူ့အပူဝင်နေဟာပဲပြောင်းသွားပြီခဏတာငြိမ်းပြောင်းသွားတယ်လို့လည်းဆိုနေပါတယ်သူကကောင်းသောအစ်စင်ချင်းတွေနဲ့တာမညာပြထတုတ်ကိုနာပြီးကလေးကစကောင်းအောင်မဝင်အိနေခဲ့တယ်စားနေခဲ့တယ်တောင်းနေခဲ့တယ်တွားနေခဲ့တယ်ဆိုရင်မှလည်းမတန်းတင်ထားပါတယ်ဆိုတော့ဗျာသင်တို့အောင်တမညာဖလာတော့နေပတ်သက်ပြီးရင်ဘလို့ဒီမြင်ညာနေဘာလို့ပြောချင်ညာသိလဲဆိုတော့ဟုတ်ကကောမင်မှာဝင်ရေးပြလို့ရပါတယ်ဗျ ဟုတ်ရှင်မှာထပ်တွေ့ကြမယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်